อืมဒါတော့ကျွန်တော် favorite ဆိုတော့ချမင်းထောင်းကြတော့သူကလူကြက်ဝက်အမဲသုံးလို့ရတယ်ပေါ့နော်အဲ့ဒါအောင်မှသူကဘုံရင်း၆တို့အဲအစာပလာလေးတွေထည့်ပြီးမှထောင်းပေးထားတာအဲ့ဒါလည်းအစားများတယ်ကြက်ရိုးရဝက်ရိုးရငါးရိုးရရှိတယ်ဝက်ရိုးရဆိုလို့ရှင်လည်းအဲ့လိုပဲဟိုဝက်နံရိုးမိခင်မိမပြန်ချက်ပေးတာဒီပြင်ငါးရိုးရဆိုလည်းငချင်းဖြူကိုဟာမိခင်မိမပြန်ပြီးမှဒီလိုပဲအခြေတောက်လေးပြန်ချက်ပေးရပေါ့ခရီးသားတွေစားတော့ဒီထိတ်ဝင်စားရဆိုရင်တစ်ခေါက်တော့လာစားကြည့်ပါဦး င်္ဂလာပါပါမင်္ဂလာပါဒီကရားအစားတောက်ဒီထဲမှာလေကျွန်တော်ကကရားအစားတောက်ကြတော့ကရားဝက်ဥကြောင်းလောက်ကလွဲပြီးတော့တခြားအရန်မသိဘူးအဲ့တော့ဘယ်ဟာတွေကစားလို့ကောင်းလဲပြီးရင်ဒီ science special menu လေးတွေရောလည်းညှို့မိပါဆိုင်မှာအစားများတာပေါ့နော်ဒီကရားလေးကထိထုံပြီးအစားများတယ်ဟုတ်ကဲ့ကရားလို့ရှိရင်ဒီကရားဝက်ဥကြောင်းပေါ့နော်အဲ့ဒါလေးကအစားများတယ်ကရားထိသားမှာဆိုလို့ရှိရင်တို့ကပိုလာပြီးဆိုလို့ရှိရင်တခြားနယ်ကလူလာရင်ဒါတွေပဲအဓိကစားကြတာများတယ်ပေါ့နော် အဲ့ဒါပြင်ဒီမှာကသူစမ်းရတာဆိုချမင်းထောင်းရသေးတယ်။ချမင်းထောင်းကြတော့သူကကြက်ဝက်အမဲသုံးလို့ရတယ်ပေါ့နော်။အဲ့ဒါကတော့သူကဝင်ချင်း၆တို့အဲ့အစာပလာလေးတွေထည့်ပြီးတော့မှထောင်းပေးထားတာ။အော်။အဲ့ဒါလည်းအစာများတယ်။ပြီးရင်ရေတောက်ခဲရဆိုရင်တော့ဒီလိုချက်ယူရဝက်ယူရပဲနော်။ ဒါလေးတွေပေါ့ဒီတဲ့ရိုးရဝိုင်းရငါရိုးရဆိုရင်ဒါအသားလေးတွေမီးခင်မီးသွေးနဲ့မီးခင်တာမီးခင်ပြင်မှာအရေတောက်လေးချင်ချက်ပြရပေါ့ခွေရောက်ရက်ကလေးနဲ့ချိန်ခံဆက်လေးဟုတ်ကဲ့အဲ့ဒါပြီးဆန်လုံခိပြုတ်ကတော့ဒီကြက်စာအစားမခွင့်ခင် online နဲ့စရောင်းခဲ့ရဆန်လုံခိပြုတ်နဲ့စခဲ့တာပေါ့နော်အဲ့တော့ဒီဟာကတော့ signature စုပ်ထဲမှာ signature ဒီဆိုင်ရဲ့ signature လို့ပြောလို့ရပါတော့နော်စားများရဲ့ဟုတ်ဒီမှာကျတော့အဲ့လိုခယူရေပါတွေကအဲ့လို ပုံမှန်အငြင်းရမ်းကြလားအငြင်းရမ်းရတယ်ဒါပေမဲ့ဟိုဗောနော်နေရဖီယူတော့မဟုတ်ဘူးဒီမှာကျတော့အုပ်စုခုနဲ့ပြန်သုံးရတယ်ဘယ်ကောင်မာတို့ကရားမှာဆိုလို့ရှိရင်တော့ဒီဘလူးချောင်းခီးလို့ခေါ်တာဗောကီအမဲအချွန်လေးသုံးရတာဗောနော်ဒီမှာကျတော့ FQ အစားထိုးပြီးတော့မှဒီအုပ်စုဖြစ်ပြီးပြန်ပြီးမှအစားထိုးသုံးထားတာရှင်ဟုတ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့အဲ့ဒါဆိုအခုပန်ကျွန်းပေးတဲ့ဟာလေးတွေကျွန်တော်တပွဲစီအကုန်လုံး စားကြည့်လိုက်ပဲဟုတ်ကဲ့ပြီးရင်ဟိုဟာဘောနော်အဲ့ဆိုတင်မောတီထောင်းလေးလဲစားကြည့်လိုက်ပေါ့တင်မောတီထောင်းများတော့သူကတရားမှတော့သူကမုံငင်းချက်ကလေးနဲ့ဟုတ်ကဲ့ငပိလေးနဲ့ပြန်ပြီးတော့မှချင်းငင်းဆက်တွေထောင်းပေးရအပြားလေးတွေပေါ့ရက်ခိုင်တော်ရေးထောင်းလို့ပါအောင်လည်းမသူအမြင်ကွဲသွားတာပေါ့နော်ပြီးရင်ဒါဟဲ့ဖိုးလေးကြတော့ညီမကရင်လူမျိုးဆိုတော့ဒီကရင်ရိုးရာစားစားထည့်ထားပေးရဟုတ် သူက6ချောင်းလဲအသီးရွက်အစုံပြုတ်ထောင်းကြောအဆက်ရင်းလေးပေါ့နော်အဲ့ဒါလေးကြောင့်ထမင်းနဲ့စားကြရများတယ်အဲ့ဒါလေးလည်းထည့်ပေးလိုက်မယ်ဟုတ်ကဲ့ပါပြီးရင်ဒီဟိုပါပေါ့နော်နန်းထောင်းခဘုတ်ကင်ရတော့ဒီမှာပဲရတာသူအထက်ကနေနန်းထောင်းထာပနာပြီးခဘုတ်အထက်ကလေးလောက်ထားပေးရအဲ့ဒါကြောင့်ဟိုဟိုနော်အချိုဝဲနေနေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုပို့စင်တီရရှင်ဟုတ်ကဲ့ဟုတ်ကဲ့တော်တော်များများဟင်းတွေကဟိုစီတွေပါလေမပါဘဲနဲ့အဲ့လိုချောက်ချောက်လေးတွေနော်ဟုတ်ကဲ့ရှင်အဲ့ဒါဟိုကတော်တော်အဆင်ပြေတာစီမပါတာဟုတ် ဟာစီနဲ့ကြော်တာဆိုလို့ကြားဖို့ထောင်းလို့လာပဲရှိတယ်။ကျန်တဲ့ဟာဆိုရင်အကုန်လုံးကရေနဲ့ပဲကြော်ပေးတာ။ပုံမှန်ဆိုရင်ကြားဖို့အကြောင်းနဲ့မှတော်တော်များများစီနဲ့ပြန်ကြော်ပြီးမစားကြအောင်ဆိုင်မှာမို့လို့ပြန်တွေးပေးရတာပေါ့နော်။ဟိုကမိခင်ပြီးတော့စားရတယ်ပြုတ်ပြီးတော့မှစားရတယ်ကြားဖို့အကြောင်းဒေတာမှာတကယ်စားရင်အဲ့လိုစားကြတာစီလုံးကမပါဘူး။ဟုတ်တယ်နော်။ကင်ပြီးတော့လည်းစားလို့ရတာပဲ။ဒါကမှတော့ကိုယ့်အကိုမလုပ်စားဘူး။ဟုတ်ကဲ့ပါအဲ့ဒါဆိုဟုတ်ကဲ့ခင်ဗျ။အဲခဏလေးပါကျွန်တော်ရောက်လက်စားနဲ့ဟောပါဆိုင်ဖွင့်တာကိုကြာပြီ။ဆိုင်ဖွင့်တာကတော့ဒီလာနေစက်တင်ဘာဆိုတော့၃နှစ်ပြည့်ပြီရှင့်။ သုံးနှစ်တောင်ရှိပါတယ်။သုံးနှစ်ပြီ။ online ကနေစပြီးတော့မှခရီးစာဆက်လုပ်တာကတော့2020နဲ့2019လောက်ကပြန်ဆက်လုပ်တာ။ဟုတ်။ဒါကဒီဒီကျောင်းတော်ဒီရှိရလမ်းမှာပါလမ်းမှာဗင်းအောင်လမ်းမှာပေါ့ပေါ့နော်ဒီရီဘန်ပေးခဲ့ရဒီရီဘန်နဲ့ခဲ့ရဟိုဘက်မှာစီတီမှာရှိရနော်ဒီကဘယ်လုံးစီတီမှာရှိရဒီဘက်မှာကဟိုဒီရီဘန်ရှိမှရှင်အာဟုတ်ကဲ့အဲ့ဆိုရင်တော့ဟိုတကယ်လမ်း main လမ်းမကြီးပေါ်မှာဆိုတော့လာရတာလေတော်တော်အဆင်ပြေပါတယ်ပြီးတော့ ။ဟုတ်တကယ်ဒါမျိုးဆိုလို့ရှိရင် Liger တို့ခရီးသွားမှာကျွန်တော်တို့စားရမယ့်စားတောက်မျိုးတွေကိုဒီမှာတကယ်ဈေးနှုန်းထူထောင်နဲ့ကြာတာဆိုတော့နောက်လဲခဏခဏ လာစားပြင်ပါဟုတ်ကဲ့ညနေပဲဆိုလို့ရှိရင်တော့9နာရီနောက်ပိုင်းဆိုရင်ဒီမိုးဆိုဝတ်တာကင်ပေါ့ဒီဘုရားတိတာမှာရတယ်ဈေးထဲမှာရတယ်ဝတ်တာကင်လိုမျိုးလေးဟုတ်ကဲ့ဝတ်တာကင်ရတယ်အိမ်ချက်ကင်ငါခဲ့ဘက်ကင်လို့အဲညနေပဲဆိုရင်ခောင်ရည်လေးနဲ့လာပြီးတော့မှအရှိမထိုင်ဘူးတော့မှညင်းနဲ့တောက်ကြတာမျိုးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာခောင်ရည်လေးရတယ်ချက်အော်ဟုတ်ကဲ့ပါခင်ဗျခောင်ရည်ကကိုယ့်အောက်ဖောက်ရတာခောင်ရည်ကတော့ညာလို့နေရပဲမှာရန်ကုန်မှာလာကြတော့ချင်ဟိုအရသာမတူလို့အဲနေရပဲမှာပြီးတော့မှကျွန်တော်ညောင်းပေးချင်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ ဒီဟာကကြက်ရိုးရပါတော့။ဒါဆိုလို့ရှိရင်အိမ်ကြက်ကိုမိခင်ပြီးတော့မှဟိုအရေတောက်လေးပြန်ချက်တာပေါ့။ဒီထဲမှဆိုရင်အမုံရင်းချင်ချောက်ပါမယ်။အဲချင်ငန်ဆက်ဆိုလို့ရှိရင်တော့မြုပ်ပြီးစိမ့်လို့မကြီးနစ်လေးပါမယ်။အဓိကတော့မခါတီမုံပေါ့နော်။မခါတီမုံလည်းပါတယ်။ဆိုချင်ငန်ဆက်လေးပြန်လုပ်ပေးရ။အဲပြီးမှအသားကြီးကျက်သွားပြီဆိုမှသူ့ကိုဂွေးတောက်ရွက်လေးနဲ့အုပ်ပြီးတော့မှအဲခါတက်တက်လေးဖြစ်သွားအောင်ပေါ့နော်။ကျရိုးရဝက်ရိုးရငါရိုးရရှိရယ်ဝက်ရိုးရဆိုလို့ရှင်လည်းအဲ့လိုပဲဟိုဒီဟိုပါဘောနော် ဝက်နံရိုးမိကင်မိမပြန်ချက်ပေးတာဒီပြင်ငါရိုးရဆိုလည်းငချင်းဖြူကိုဟိုမိကင်မိမပြန်ပြောမှဒီလိုပဲအရေးတောက်လေးပြန်ချက်ပေးရပေါ့ဒါဟင်းမွေးနေနေပဲစားရတချို့ခောင်ရီကြိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းဒီအရေးတောက်လေးနဲ့ခောင်ရီနဲ့မြည်ကြတာပေါ့ဒါဆန်လို့ခရုပြုတ်တက်ပေါ့နော်ဆန်ကိုလော်ပြီးတော့မှပြန်ပြုတ်ထားတာတပွဲတပွဲဆိုလို့ရှိရင်တော့နောက်ထည့်ရတယ်ပေါ့နော်ဆန်လို့ဒီဆန်လို့ကိုဒီရင်နဲ့ပြပြစ်ပြစ်လေးမရဘူးပေါ့နော်သူကကြတော့နည်းနည်းကျဲကျဲလေးဆိုရင်နဲ့ပြန်ရောပြီးတော့မှ အခြားဟိုဟင်းအစာပလာလေးတွေအမုံလေးတွေထပ်ထည့်ရမှာပေါ့နော်။ကရင်နေတွဲကြတော့ဒါတော်တော်များများလူကြီးတော်တော်များများကဆန်ပြုတ်ကိုစားကြတယ်။ပြီးရင်သူတို့ကအိမ်မှာထမင်းမစားတဲ့ရက်တွေဆိုရင်လူဆန်ပြုတ်ကိုချက်စားကြတဲ့ရက်တွေရှိတယ်။ပြီးရင်လေလေစင်းမီဆိုလို့ရှိရင်ထမင်းထောင်းလို့ဆန်ပြုတ်တို့ကသူတို့အတွက်အဓိကစားတဲ့အရာပေါ့။ဒါကြတော့ဆန်လောက်ခရီးပြေပေါ့နော်။နေမှာဒီကရားမှာဆိုရင်တော့ခယူကဟိုဘလူးချောင်းခယူလို့ခေါ်မှာပေါ့။အချွန်မဲမဲလေးတွေတုံးရတာ။ဒီမှာကျတော့အဲ့ခယူမရနိုင်တော့ဒါဆိုအုတ်ဆုပ်ခယူကိုတုံးပြီးတော့မှချက်ပြရပေါ့နော်။ တချို့က customer တွေကြတော့လေစံပြုတ်သိမ်းမကြတဲ့လူကြတော့လေကြဲကြဲလေးဆိုပြီးမာတာလည်းရှိတယ်လို့တချို့ကြတော့လေဟိုဟာပေါ့ဟိုပြစ်ပြစ်ကလေးမာတဲ့လူတွေလည်းရှိတယ်ပုံမှန်နေထားကတော့အမတို့ကပြစ်ပြစ်လေးလုပ်ပေးရပို့ပြီးတော့မှကြိုက်တယ်ပေါ့နော်ဆိုင်ရင်းနဲ့ကြတော့ကြိုက်ကြတယ်ခယူပြုတ်ကိုခယူစာရဲ့လူတို့များတော့ဒီနှမွဲစားပြီးတော့ကြိုက်ကြတယ်ဆိုတော့ချင်ကန်ဆက်ရဲ့စံလော်ဟဲရအမွေးရဲ့အချိုရဲ့ပါပြီးသားဆိုတော့လေခယူစုပ်လိုက်လို့ရှိရင်ပြီးရင်ဒီလိုမျိုးရောချက်လိုက်တဲ့အတွက်ခယူထဲမှာအနစ်အနစ်တွေဝင်သွားပြီဆိုတော့အမခယူစားလိုက်လို့ရှိရင်အဲရတာပိုရှိရပါ့ အော်ဒါရဲ့ဘူကကျတော့သူကဟိုကရင်ရိုးရစားစားပေါ့နော်အထက်မှဆိုရင်ညချောက်ရယ်ပြီးရင်အတီးရဲအစုံပြုတ်ထောင်ကြောဒီရဲအစုံကသူကအဆက်ကလေးပါထည့်ပြီးမှပြုတ်ထောင်ကြောပေါ့အဲ့ဒါလေးကကျတော့တော်တော်များခမင်းနဲ့စားကြတာများတယ်ဟင်းအစ်နဲ့အနေနဲ့ပေါ့လေဒီဟာကတော့အဲ့လိုအဆက်အဆက်ပေါ့နော်အဲအဓိကကဒါဟဲဘိုးဆိုတာကအဲ့ဒီရဲ့နာမည်ကအဆက်ဟင်းလို့ခေါ်တာပေါ့အတိပ္ပယ်ရတာပေါ့အဲ့တော့ဟိုကရင်တွေကလည်းအဆက်စားရဲဟာဖြစ်တဲ့အတွက်သူကအဆက်ပါမစားကြတာပေါ့နော်အဲ့တော့ဒီဟင်းကတို့တို့အတွက်ကမပါမဖြစ်လို့မျိုးအဲ့ဒါကြောင့်မစားကြတာ ်ကျက်ပါလေကျက်ပါဖြစ်ဩဝါဒီထဲမှာဘယ်လိုလုပ်ထားရလဲပြောပြပေးပါလားသူကဂျူးကြီးရဲ့အမွေရက်တွေရဲ့အသားရည်ကိုနေပြီးတော့မှဘောက်တက်ထည့်ပြန်ဆက်ပေးရပါရှင့်ဩဟုတ်ကဲ့ပါဂျူးပါရောက်ဝဲဦးပါဟုတ်ကဲ့ဟုတ်ကဲ့ဟာလုံးဝအစ်စ်ဆမ်းပဲဒီမှာလက်အိတ်လည်းပေးထားရတယ်ဆိုတော့ဒီကတော့ဖိစံလာနေပါရှင့်ကျေးဇူးတင်ပါတယ်ဆောဆောအမပြောပြပါရက်ဟုတ်ကဲ့ကျေးဇူးပါ တက်တောက်ဘွားကြည့်အောင်လဲမှာပြန်ထည့်လိုက်တော့ဟုတ်ဘွားနဲ့မှုမှုလေးပါပြစ်သွားတယ်ကြက်ရောရပါရှင်အင်းကြက်ကိုမိခင်ရောရနဲ့ဒါကိုချက်ပြရပါရှင်ဝီတော့ရနေနော်ဟုတ်ကဲ့ပါဟုတ်ဒါလေးစားလိုက်တော့ဟိထုတ်ပါရှင်ဘာသာဒီစက်လေးစားပါဟုတ်ကဲ့ဘယ်ဟာရင်စားရမှာမသိတော့ဘူးတော်တော်များပါဒီရက်ကျတော့တဟဲပြပါရှင်အင်းရောရစားစားလေးပါဒါပါလေဆိုပြထားကြပါရှင်ဩော်ကဲဆို ။ဒါလေးကကြာကြာထမင်းထားမှရှင်။သူကဝတ်တမ်းနဲ့ထောင်းလို့ထားရပါရှင်။ဒါလေးကနှစ်နောင်ခိုးဖို့ပြင်ပါရှင်။သူကကြာအခြားခိုးဖို့တင်နေတယ်ပဲ။ထဲမှာနှစ်နောင်လေးထောင်းလာထားရပါရှင်။ဒါလေးကကြာတော့ကြာကြမောတီထောင်းလို့ပါရှင်။ဩအဲ့ဒါကြောင့်ဒါယူရီယာသမောတီထောင်းလိုက်မတူဘူးလို့ပြောတာ။ဟုတ်ကဲ့ရှင်။သူကကြာအချက်ချက်လေးကိုဝင်းချမ်းနဲ့ထောင်းလို့ထားရပါရှင်။อืม။ဒါလေးကကြာကြာခံနေပါရှင်။ဒီကခယုစံတော်ကဒီစာရဲ့ signature ဆိုတော့ဒါကိုတေချာပေါက်စားကြည့်ပါဦး။ ူးอ่ะไปดิทองเยนี่เนเน่ก็ไม่จีดาทองเยอู้มุก็บาเนี่ยดูแล้วซะติ๊กต้ายกาเนี่ยมุเนี่ยดูเราอ่ะติ๊กต้ายกาเนี่ยอะยะตอดได้ครับตัวชู่เว้ยตลอดชู่เว้ยเอาเนี่ยชู่ๆปิ๊งๆเลยဒီတိုင်းဆိုဟိုအချို့ကြီးလိုအောင်ထိုင်တော့လို့ရတယ်။ဘာလို့မခါဘူး။ ဟာထမင်းထောင်းနဲ့အထောင်းนี่အမျိုးစုံကြားဘူးရယ်ဒီထမင်းထောင်းဆိုတဲ့ဟာတော့ဒီနေ့မှကြားဘူးလားကြီးကြီးလားอืมก็ตัวเลิฟซีมาป่าเนี่ยอายาตานี่ขึ้นนี่ล่ะว่ะตลอดไม่ได้ดีไซน์เนี่ยแม้ว่ากระยาษาเนี่ยกระยาดีตาด้วยอสาตอกนี่มันตลอดเนี่ยเอาอย่างได้แต่สักพักจะมาย้อมลาพี่ในเฉยมาซาชินมากูไรอ่ะกูก้าวเหมือนเทนในหานี้ดิ ီစဉ်ပေးထားတော့ကျွန်တော်အခုစားကြည့်နေရင်လည်းအကုန်ကြီးပါမမပြောတဲ့အတိုင်းပဲတော်တော်ကောင်းတယ်ပြီးတော့မန်ယူပြတ်မှာဆိုတော့ကျွန်တော်ဈေးလေးတွေကြည့်ရတပွဲတပွဲဈေးရလဲတော်တော်ဖဲဖြစ်တယ်ဆိုတော့သွားလာတာလဲအရန်စင်ပြေတယ်မြောက်တကောဒီဘင်းတော်လမ်းမကြီးပေါ်မှာရှိရဲဟိုပင်လုံစီတီမော်အကျော်လေးအဲပြီးရင်အေယာဘန်နဲ့ကရက်မှာဖွင့်ထားတာပါအာကြားစာကြိုက်တယ်ကြားဒီသားအတွက် စားတောက်လေးတွေမကြောက်ဝဲဦးเจ้าတို့ဒီမှာဒီလိုဟင်းတုပ်တို့အဲဒီမှာဆန်လော်ခယုဟင်းရီတို့အဲ့လိုဟာလေးတွေနဲ့ခေါင်ရီနဲ့အေးဆေးဒီမှာလာချေးကျင်လို့ရှိရင်တော်အဆင်ပြေပါတယ်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျနောက်ထပ်အရေးဟင်းလေးတစ်မျိုးကချက်သားနဲ့ဂွေးတောက်ရွံ့တယ်အဲ့ဒါကိုချက်ဂွေးတောက်ကိုကြွားတော့အိမ်ချက်နဲ့ကြားစတိုင်ချက်ဂွေးတောက်ဟုတ်အဲ့ဒါ ပြီးကြည့်ပါမယ်ဘုရားအရာဝင်ကြည့်ရတာကိုဆက်မယ်ခင်လို့မဆက်ဘူးအဲ့လောက်ကြီးအိုးဝေးရောက်ရဲ့အခါရဲ့ခါလေးရလဲအရင်ခါနေပုံပဲနဲ့အရင်မှာတက်တက်လေးပဲအရသာပါရဲ့ပြီးတော့စက်သားလည်းဘမာချက်ဆိုချိုးနေတကယ်ပုံမှန်ဆိုရင်ကျွန်တော် လို့အည်လေးတပွဲဟုတ်ရောင်လေးတပွဲနဲ့ဆိုရင်တော့လမ်းချွေးပြတင်တာဖြစ်ဖြစ်အပြီးအောင်စားလို့ရတယ်ဟုတ်တော့တော်တော်အဆင်ပြေတယ်နောက်တစ်ခုကတော့အာခရားခင်းတုပ်အဲ့ဒါဒါနဲ့စားရမှာဒီငရုတ်သီးစီချက်လေးစမ်းပြီးတော့စားပါဂျူးညစ်လေးနဲ့ င်းဆုံးကတော့ကျွန်တော်ဟိုကျန်းမာစားရဲ့ငင်းဆုံးရဲ့အရသာတော်တော်ဆင်ပါရဲ့အဲ့ပုံစံမျိုးပဲအဲ့ဆိုတော့ဒီဘွားတဲ့ဟာကိုအပြင်ထုတ်ပြီးတော့တခါရဲစားလိုက်တော့ဟွန်း finally တသောင်းယူနစ်ပေါ့အကုန်လုံးပြီးတော့ဝါဝါကြည်တော်ထဲမှာထည့်ပေါင်းတော့အရန်မွေးပြီးတော့တော်တော်ကောင်းတယ်ကြီးရတယ်ကျွန်တော်ဒီထဲမှာအခုရောက်တဲ့ထဲမှာဒါလေးကတော့နောက်ဆုံးသားမှာဆိုတော့ခြံထားခေါ်ဖို့နန်းတော်ခေါ်ဖို့လေးကိုကျွန်တော်အဲ့လိုစီတွေရမ်းများလာတော့အဲ့လိုပြီးတော့အမှုန်နေအချုံမုံလို့အဲ့လိုသားမုံလို့အမှုန်နေတုံးလာတော့ဆိုရင်အခုနောက်ပိုင်း လုံးဝနှီးပါအောင်မစားဖြစ်တော့ဘူးဆိုတော့ဒီလိုစီမပါဘူးအဲ့လိုအချုံဟုတ်နေမသုံးတဲ့ဆိုင်မှာရှိရဲ့အစားတော့နေကြတော့ကျွန်တော်ပြဿနာတော်တော်အဆင်ဥပြေတာဆိုတော့ကြာဒေသအတွက်စားတော့နေထိတ်ဝင်စားရဆိုရင်တစ်ခေါက်တော့လာစားကြည့်ပါအောင်ဒါလေးကဒါလေးကဒီကြားဆိုင်မှာပဲရတယ်ရကရင်ရိုးရအစားတော့လို့ပြောတယ်ဒီမှာအတီးရွက်စုံလေးတွေကို ခရမ်းကစော့သီးရောဟွန်းကျွန်တော်များထည့်ပြီးတော့ထောင်းလာလိုက်တာဒါဒါလည်းအရင်ဟင်းအနေနဲ့စားရင်တော်တော်ကောင်းတယ်တက်တက်လို့စားနေတဲ့လူတွေပါလေတော့တော်တော်အဆင်ပြေတယ်ဒါတော့ကတော့ကျွန်တော်နည်းနည်းမြည်ကြည့်ပြီးသွားရင်ကျွန်တော်တေးထားရတာကိုမမြည်လိုက်ရသေးဘူးဆိုတော့ယူရီးယားသင်္ဘောသီးတောင်းနေတော့လုံးဝမတူဘူးဒါကရာသင်္ဘောသီးတောင်းသင်္ဘောသီးကိုလုံးဝ အပြားလိုက်လေးတွေဘူးရငါပြီးနေခေါ့ဟုတ်စင်ကန်ဆက်စားကျင်နေဘယ်လိုပဲဆိုဒါသာလေးတော်တော်ကြိုက်ပါကျွန်တော်ဒီ open the box မှာအခုလိုပဲ data စာလေးတွေအဲပြီးတော့ကျွန်တော်တို့ဟိုတစ်ခါလေးမှာရှာရှာပါပါအခုကသွားစားမှာစားရတဲ့ဗာမျိုးလေးတွေကိုရှာပြီးတော့ ဒီမှာအပိရပြိသက်တွေကြီးစံလို့ရအောင်တုံရင်တုံတယ်လို့ကျွန်တော်ပြင်ဆက်ပေးနေပါတယ်အဲ့တော့နောက်ထပ်လေ open the box မှာဘလူဆိုင်နေမှာဘလူစားတော့တွေရနိုင်လဲဘလူချေးလို့ကောင်းလဲနောက်တခြားဘာအစီအစဉ်တွေရှိအောင်လဲဆိုတာအမြဲတမ်းစောင့်ပြီးတော့အပိပါလို့ဒီနေ့ခရီးစားရဲ့နောက်ဆုံးပိတ်လေးကိုတော့ကျွန်တော်ဒီနှမ်းတောင်ခေါပုတ်กินလေးစပိတ်လေးစားလိုက်ပါမယ် อืมဒါတော့ကျွန်တော် favorite ဆိုတော့သူကအလဲမှာနန်းတော့ပဲပြောထញ្ញရည်လေးတည်းတိုးလိုက်ရောအချိုတဲဖို့အကောင်းဆုံးဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော် open the box မှာနောက်ထပ်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအားလုံးမြင်ရမလဲအဲဘလို့စားကောင်းတဲ့စိုင်းလေးဘလို့ချေးလို့ကောင်းတဲ့နေရာလေးတွေတွေ့ရမလဲဆိုတာသိရဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါ Facebook မှာဆိုလို့ရှိရင်လည်းဒီ open the box page လေးကို like လုပ်ထားပေးပါလို့အားလုံးတောင်းဆိုပါရစေ။အဲတော့မှပဲကျွန်တော်တို့အစ်စ်အစ်စ်တင်သမျှအားလုံးနဲ့အမြင်ဆုံးမြင်ရမှာဖြစ်ပါတယ်ခင်ဗျ။အားပေးမှုပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။